အားလုံးပဲမင်္ဂလာပါဗျာ။စိုင်းနဲ့တရေဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံပြီးတော့ဖိုင်တဲ့တော့ရခိုင်အေးနဲ့ပလောင်တွေကိုချာတာနေဖို့မလိုတော့ဘူးဆိုလာတဲ့ပေါကူတော်ဘုန်းကြီးရုပ်သံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာ။ဒီမှာပေါကူတော်ဘုန်းကြီးအဲဒီကြောင့်နဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာ။အားလုံးကိုလည်းစိုင်းနဲ့တရေဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ မင်္ဂလာပါဗျဒီနေ့က18ရက်ဆယ်လာပိုင်း2000ထဲမှာ25ဖြစ်ပါတယ်ဗျသတင်းလေးကတော့ဘိုးဘက်ရကွက်ကအခုတလောဟောင်းစီရဲ့စကလုံးကိုတုံးလိုက်မယ်ကောင်းကြသေးရဲ့ဒါပေါ့နော်ဟောင်းစီရပြောတယ်ပေါ့ကိုတော့ပြန်ပြောလိုက်မယ်ကောင်းပါတယ်ဗျာပေါ့နော်ကြားလို့မှကောင်းတယ်ပေါ့နဝင်ချိုးတယ်ကုတလောတတင်းနေကြားနေရတာတွေကနော်အရာအလုံးတကယ်နဝင်ချိုးတဲ့တတင်းနေကြိုင်မယ်နဝင်ချိုးတဲ့တတင်းနေကဘာလဲဆိုရင်ဒါငင်းချမ်းရေးကိုဥတည်နေတာပဲ ဲ့လိုတိုင်းမြန်မာနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံလူပြည်သူများအားလုံးလည်းအေးစစ်စစ်ဖြစ်ချင်ကြတယ်။ငြိမ်းချမ်းချင်ကြတယ်။အေးချမ်းချင်ကြတယ်။မငြိမ်းချမ်းချင်မှုမအေးချမ်းချင်မှုဆိုတဲ့လူတဦးမှမရှိဘူး။မငြိမ်းချမ်းချင်မှုမအေးချမ်းချင်မှုစူပူမှုကိုလိုချမ်းဖက်မှုကိုလိုလားလဲဆိုလို့ကတော့အဲ့ဒီအချမ်းဖက်အုပ်စုတွေခွက်ခေါက်တွေပဲရှိတာလေဗျ။အခုတော့ဒီလိုစူပူမှုတွေအကျမ်းပုံမငိမ့်ချမှတို့တွေအဆင်ပြေပါလေဗျအဆင်ပြေပါနော် တောင်တရမြင်းကြိုင်ရဲ့အကြောင်းလေးလည်းဦးဇင်ပြောခဲ့တယ်ဗျမြင်းကြိုင်မှာဆိုရင်လဲဟောလာထင်ရခဲတယ်မိုက်မိုက်ခဲရောကြံစုံမဲ့သိုးအောင်ရောကြက်ပြောက်ခွဲပြောက်ပြောက်နေကြတယ်နော်မြင်းကြိုင်ကလက်ညီတက်ညီတဲ့ရွှေဘာတွေရဲ့နော်ရွှေဘာတွေရဲ့ကိုလာရွှေတို့ရဲ့မယူမီတို့ဖိုက်တာတွေအုပ်စုရဲ့မြင်းကြိုင်နထိုးကြီးလက်ညီလက်ညီနဲ့ဟုတ်လား ိုက်နေကြတာလူတွေအားလုံးလဲကြားရမယ်ထင်ပါတယ်ဗျာနော်ကြားရမယ်ထင်ပါတယ်ဒါလို့တရင်နေမှာကြားလို့မကောင်းတို့တော့ဘယ်ဟာကိုကြားလို့ကောင်းအောင်မှာလဲဘယ်ဟာကိုကြားလို့ကောင်းအောင်မှာလဲကြားလို့ကောင်းတာပေါ့ကြားလို့ကောင်းတာပေါ့နော်လူကြီးတွေဟုတ်လားရောက်ပွဲကြီးရလဲဟိုနီးလာပြီ26ဆိုရင်ကျောင်းလက်တစ်ခုနဲ့တစ်ခုတပါတီနဲ့တပါတီဒီလူတွေကိုမဲစီအောင်ရအောင်မယ်ဟုတ်လား လက်တွေ့အကောင့်ထဲပေါ်နိုင်တဲ့ပါတီတွေအားလည်းစီးအောင်မယ်လက်တွေ့အကောင့်ဖက်ထဲပေါ်နေပြည်သူတွေကိုမဲလုံးပစ်ပြီးမဲတွေတောင်းကြမယ်ယူကြမယ်ယူရီအနေနဲ့ကလည်းဘယ်ဟာလက်တွေလဲဘယ်ဟာလက်တွေဘယ်ဟာတမိုင်းကောင်းတယ်လဲဘယ်ဟာတမိုင်းလာကြတယ်လဲဒါတော့တခြားသိဖို့လိုတယ်ဗျနော်ကိုရွေးချယ်မဲ့အမတ်တွေကိုရွေးချယ်မဲ့ပါတီတွေကိုဒါတော့ရွေးချယ်ဖို့လိုတယ်နော်ရွေးချယ်ဖို့တော့လိုတယ်အခုဒီလိုတွေ့ရတယ်တစ်ခါတစ်ခါကပြည်သူကာကွယ်ရေးတယ် เนาะပြည်သူကာကွယ်ရေးကတော့ပြည်သူကာကွယ်လားမကာကွယ်လားတော့ခင်ဗျားတို့မတည်ဘူးဗျအားလုံးကတော့ပြည်သူတွေအတော်လမ်းတွေကတော့တွေ့နေကြတယ်ပြည်သူတွေเนาะပြည်သူတွေလည်းအကြီးကျယ်နောင်လာရတယ်ပြည်သူပါဆိုလားဗျเนาะအဲ့မဲ့နေပြီးတော့ဘယ်နေရာလဲဆိုတော့ဝင်းပြိုင်မှာတွေ့လိုက်ပါလေရေထဲမိုးထဲမှာခင်ဗျားတို့ဖြစ်ချင်တာကိုပြောကျွန်တော်မလုံနိုင်ရင်ထက်ကိုတင်ပြမယ်ဘာညာဆိုရင်မအောင်မဲ့စကလုံးလာလာနေတဲ့တော်ကီတွေနဲ့ဗျလှုပ်ပါလိုက်တာအောင်မဲ့ပြူရီအောင်မဲ့ပြလိုက်ပြတယ်ပေါ့အញ្ញာဘယ်ပြောင်းနေမှမတည်ဘူးเนาะဘယ်ပြောင်းနေရလို့မတည်ဘူးနိုင်ငံရေးတွေပါဆိုအားရပါဗျာ နော်နိုင်ငံရေးမှာဆိုရတာပဲအဲဘာတို့ရောရေကောက်ပွဲတော့နေလာပြီရေကောက်ပွဲနေလာဒီအောင်ပွဲလီလီယာလဲနော်အခုဆိုလဲဒီဘောလာရက်တို့အတွင်းမှာပဲနှောင်ချိုနှောင်ချိုပြီးတော့ကြောင်မဲ့ကြောင်မဲ့ပြီးတော့ဒီမောဒီမောပွင့်တော့နတ်မဆန်တို့ဟုတ်လားနတ်မတူတို့နတ်ခန့်တို့ပလောင်လုံးနေရာတွေအဘာတို့တော့နတ်မတူတို့နတ်ခန့်တို့ပဲလဲ ဘယ်လောက်ကိုပဲအုတ်ချုပ်ခွဲဆိုတာမရှိစေရဆိုတဲ့အတိုင်းပဲပြောရလို့ရှိရင်ဗျာဘယ်လောက်ကဘယ်နေရာနဲ့ထိုက်တာဆိုသူတို့အကုန်ပေါ်မှာလက်ဖက်ခုစားလိုက်ပဲထိုက်တယ်လေဘယ်လောက်ကအကုန်ပေါ်မှာလက်ဖက်ခုနေရာပဲကောင်းတယ်တိုင်းရင်းသားတွေထဲမှာဘယ်လောက်နဲ့ရခိုင်ရညတဲ့ညတင်းတဲ့ထဲမှာမပါဘူးဗျာနော်ခင်ဗျားတို့အဲ့တာဘုံကျော်ဆိုလို့ရှိရင်မန္တလေးကမန္တလေးသားတွေကတာဘုံကျော်ရဲ့လယ်မြေကိုနေချောင်းနဲ့နင်းလိုက်လို့ရှိရင်မန္တလေးကမန္တလေးမန္တလေးသားတွေဖုန်ကြီးကြောက်ဟင်းပေါင်းနေတာဘုံကျော်ပါဇက်ထဲကနေ အတုံးလိုက်အတိတ်လိုက်ခုထိထွက်တည်တယ်လုံးမဲ့ဆိုရင်လာဘုံကျော်ကမန္တလေးဘုံကြီးကြောက်မှနေပြီးမှတက်ကလို့တက်ပွဲယူသွားတယ်သူတယောက်နော်အမန္တလေးလူမန္တလေးသားတွေရဲ့ကျေးဇူးတရားဒါအဲ့နဲ့မကင်းဘူးတာဘုံကျော်ဆိုတဲ့လူပါတာဘုံကျော်ဆိုတဲ့လူကကျေးဇူးတရားနားလေတဲ့သူမဟုတ်ဘူးကျေးဇူးတရားနားလေတဲ့သူမဟုတ်ဘူးနော်တာဘုံကျော်ဆိုတဲ့လူညတာစရာလဲမလို့ငိမ့်ကြေးလဲကန်းကန်းလန်းစရာအကြောင်းရှိတဲ့သူတွေမှာတာဘုံကျော်လို့မပါဘူး အေးထွေးမြင့်နိုင်ဆိုရလဲထုံနေတူဆိုရပဲနော်အဲ့တော့ရခိုင်တိုင်းရင်သားတရားခိုင်လုံးမှာအဲ့90ရာခိုင်တော့ထုံနေတူဆိုရပဲထုံနေတူဆိုရပဲတိုင်းနာစီလုံးညီညွတ်မှုဂျိုကိုအောင်ပောက်ကိုတော့ပြောနေအောင်တိုင်းနာဒေါ်စောင်းမြရာသားလာမှာသူတို့တွေဥစဉ်တော့တဘောကြတယ်ဒေါက်တာအေးမောင်တို့ဥစဉ်တော့တဘောကြတယ်စီလုံးမှုညီညွတ်မှုတိုင်းနာစီလုံးညီညွတ်မှုသူတို့တက်မှုဥဆောင်တယ်နော် သူတို့သဘောကျတယ်လေးလေးလေးစားပါနော်လေးစားပါအဲ့တော့ညာနေတော့ကိုယ့်လူတွေပဲခံရရပါပဲအော်ညာတဲ့နိုင်လဲညာခဲ့လို့အကုန်လုံးပေးခဲ့ရည်နော်ညာတဲ့နိုင်ခံခဲ့ရခံခဲ့ရရှိလဲတော့လူလေးလည်းခံခဲ့ရည်အဲ့ရှေ့လျှောက်လဲညာစရာအကြောင်းမရှိဘူးလို့ပဲဦးသိန်းတော့အတော့နဲ့ချင်ပါတယ်အဲ့လိုပဲခုတီဘောကိုစွတ်ခွာတယ်တီဘောယူယူမိချိုပါတယ်တကယ်ထင်ရနေရည်တကယ်ဌာနဆိုင်ရာနေရည်တကယ်ချိုးနေရည် ဒီဒူဘိုင်နေရာတွေဒီဒူဘိုင်စေးမိရှုပါတယ်ဒါမှမဟုတ်ပလောင်ဖွဲ့တွေပေါ့နော်ပလောင်နဲ့ဒီအနေပူပေါင်းဖွဲ့ PDF တွေလည်းပါရပါမှာပေါ့နော် PDF ဆိုတော့မကြတော့ပါဘူးအဲ့တော့နမ်မတူတို့နန်းခါတို့နမ်မဆန်တို့ဟုတ်လားနန်းခါပေါ့အကုန်ဟိုဘက်တွေပေါ့ဘယ်စီပြေးနိုင်မှလဲပြေးစားกว่าကိုလို့ပြေးခိုင်းရှင်းစရာရှိရတော့ကိုယ့်ဘက်တွေအတမတော်ကတော့မိလူတွေစိတ်ချမ်းသာဖို့အတွက်တိုင်းရင်းသားတွေစိတ်ချမ်းသာဖို့အတွက်တိုင်းရင်းသားတွေနော်ငယ်ငယ်ကြီးကိုလိုလားတဲ့ ငြိမ်းချမ်းမှုကိုလိုလားတဲ့တိုင်းပြည်ရဲ့တိုးတက်မှုကိုလိုတိုင်းရင်းသားစိတ်လုံးညီမှုကိုလိုလားတဲ့တိုင်းရင်းသားတွေစိတ်ချမ်းသာဖို့အတွက်တိုင်းရင်းသားကြောင့်များစွာနဲ့ဖွဲ့စည်းထားတဲ့မြမတပ်မတော်အနေနဲ့လုံးစရာကြီးကတော့ဆက်လုံးမယ်လို့ဦးစင်းတော်ကတော့တရားခိုင်တော့ယုံကြည်ပြီးသားပါဗျာနော်တရားခိုင်လုံးယုံကြည်ပြီးသားပါဒီလိုလူလူရဲ့အားဒီလိုလူလူရဲ့ခွင့်အားတွေကလည်းအားလုံးမြင်တဲ့အတိုင်းပါဗျာနော်မြင်တဲ့အတိုင်းပါပဲဒါအချင်းချင်းနဲ့ အာ PDF တွေထောက်ဖို့တွေဆိုရင်လဲတို့ order all နေရပါတဖြည်းဖြည်းနဲ့တို့တွေအားနေရအရင်နဲ့မတူတော့ပါဘူးเนาะအော်ဟာရလဲတာတို့တွေပြောပြောနေကြတာပါဒါပေမဲ့တို့တွေကရင်ထဲရလို့ရင်ထဲနှလုံးသားထဲရလို့လိုက်လိုက်လဲလဲနဲ့တို့တွေရင်ထဲနှလုံးသားထဲကမပါတော့ပါဘူးဗျာเนาะနည်းနည်းလေးပဲခောက်လို့ပဲရရနည်းနည်းလေးပဲခောက်ခောက်လို့ပဲအဆင်ပြေပြေဆိုတော့အနေထားတစ်ခုနဲ့ပဲခောက်နေရတော့တာဆိုတာလဲပြည်သူများအလုံးဒါအတိဆုံးပါဗျာအတန်လေးနားထောင်ကြည့်ပါဗျာငကွားလို့ပြောတာတွေကအသက်မပါတော့ဘူးပေါ့เนาะအသက်မပါတော့ဘူးเนาะ တို့တွေနော်မကွေးတိုင်းမှာဆိုလဲဒိုနီတူသွားပဲမကွေးတိုင်းမကွေးတိုင်းမှာဆိုလဲဒါ PDF တွေဟာဒါជីជីဆိုရင်တော့တော်တော်ကြီးကုန်ခန်းတဲ့လောက်ဖြစ်သွားပြီညင်ကြမှာဆိုလဲဒိုနီတူသွားပဲအညာဒေတာတွေမှာတော့ဟုတ်လားနောင်တရရရနောင်တမရရနဲ့ရှစ်ဆက်ပြီးမှဆက်မိုက်နေမယ်ဆိုရင်တော့အညာအတွက်ပြောစားလို့ပဲဥစဉ်တော့တုံးတက်ချင်ပါလေဗျနော်ဒါလည်းတုံးတက်ချင်ပါလေဒါပုံမလေးလေးပြောရလို့ချင်တာဗမောတို့ကချင်းပြည်နယ်ဆိုမြန်မာထိုးစစ်နော်မြန်မာတပ်မတော်ကြီးဟာတိုင်းနာမြောက်သားစားနဲ့ဖွဲ့စည်းထားတဲ့မြန်မာတပ်မတော်ကြီးဟာဒါ တိုင်းပြည်တည်ငြိမ်ရေးချမ်းမှုအတွက်ရွေးကောက်ပွဲကြီးအောင်မြင်မြင်နဲ့ငြိမ်းချမ်းမှုနဲ့ပြည်စည်းပွဲအတွက်ကိုသူတို့လှုပ်ဆရာရှိရာတွေကိုလည်းဆက်လုပ်နေရဆိုတော့လည်းပြည်သူများအားလုံးသိစေချင်ပါတယ်ဗျာ။ဒါကြောင့်ပြည်သူများအားလုံးအနေနဲ့တကယ်ငြိမ်းချမ်းမှုကိုလိုလားတဲ့အေးချမ်းမှုကိုလိုလားတဲ့တိုင်းပြည်ရဲ့တိုးတက်မှုကိုလိုလားတဲ့ဆိုရင်တော့မြမတပ်တော်ကြီးနဲ့အတူဆက်ရှိနေဖို့လိုအပ်ပါတယ်ဗျာ။နော်။အဲဒါငြိမ်းချမ်းမှုကိုငြိမ်းချမ်းမှုရဲ့အရာတော်ကိုသိကျင်နေဆိုရင်တော့အချမ်းဖက်တွေနဲ့အတူနေခဲ့ပြီးမှအချမ်းဖက်တွေရဲ့ဓာန်အလူလဲခံနေရတဲ့ ပြူတွေဟိုဒါဘေးကြည့်ပါလို့ပေါ့ကိုတော့ပြောချင်ပါတယ်ဗျအားလုံးတာပါပဲဗျ